တော့ယင်းနှောင်းနာမှုကနေပြီးတော့ချမ်းသာကြွယ်ဝမှုဖြစ်စေတဲ့ဒီစီးမြင်နေပေါ့နော်နံပါတ်1ကတော့ရေရှည်ကိုစဉ်းစားပါပေါ့နော်ဒီ stock ကိုယင်းနှောင်းနာတဲ့အခါမှာဒီအချိန်တော်ကြာကန်ဆောင်ထားပြီးတော့ stock ဈေးနှုန်းတွေဟာဒီနေ့စဉ်သို့မဟုတ်ပေါ့နော်ဒီတစ်လပြန်ပြန် average ဒါမှမဟုတ်လည်းဒီနှစ်လပြန်ပြန် average ဒီ average တွေတဲ့ဒီကြော်အောင်သူကစောင့်ကြည့်အောင်စောင့်ကြည့်ပြီးတော့ဒီကြော်တဲ့အချိန်ကျမှတော့ဈေးကွက်ထမှာဆုံးတော့ဒီရောင်းထုတ်တာဈေးကွက်ကိုအသာစီးယူတဲ့ business ပေါ့နော် ါပါ။ pipeline ရဲ့ size ကိုပြောတဲ့စောင့်ကြောင့်ဒီကနေပြီးတော့ပြန်လဲကြိုးပါပါ။ကျွန်တော်ဒီတစ်ပတ်မှာတော့မကြတဲ့ကအသက်ဆွတ်ရှိထားတဲ့ဒီနေ့မျိုးနမမဟာဗျူဟာဆိုတဲ့စောင့်နဲ့ပတ်သက်ပြီးတော့ဆွေးနွေးသွားမှာဖြစ်ပါတယ်။အဲ့တော့လည်း size တူဖြစ်တဲ့ကြက်သထုံးကိုကျွန်တော်တို့ဖိတ်ခေါ်တယ်။ဆရာမင်္ဂလာပါခင်ဗျာ။ဟုတ်မင်္ဂလာပါမင်းတို့။ဆရာဒီဒီနေ့မျိုးနမမဟာဗျူဟာစောင့်ဖတ်တဲ့အတွက်လည်းဆရာကို congratulation ပါဆရာ။ဟုတ်ကျွန်တော်လည်းကိုကြီးတို့စာပေလမ်းကိုအထူးပဲကျေးဇူးတင်ပါတယ်။ဟုတ်အဲ့တော့ကျွန်တော်တို့အရင်ဆုံးတော့ဒီစာအုပ် မိတ်ဆက်ကလေးပေါ့နော်ကျွန်တော်ဒီစာအုပ်ကအရင်းမြစ်နောက်မှာမာပြီးတော့စာအုပ်မှာဘယ်လိုအကြောင်းအရာတွေဖတ်ရမလဲနောက်တစ်ခုကဒီမှာအဓိကပြောထားတဲ့ကျွန်တော်ကဒီဆော့ရင်းမြစ်နောက်မှုရွှေအောင်စီးမြင်းများဆိုတဲ့အဲခေါင်းစဉ်နဲ့ပတ်သက်ပြီးတော့ပေါ့အဓိကဒီဘယ်လိုရွှေအောင်စီးမြင်းတွေပါမလဲပေါ့နော်အဲ့ဒါလေးနဲ့ဆရာအရင်ဆုံးစာလိုက်စာလိုက်ပြည့်တင်ပါဟိုစောကိုအမိပေးတော့ရင်းနှီးမြှုပ်နှံမှုမာယူပါပေါ့နော်ကင်မရာနောက်ဆက်တွဲခေါင်းစဉ်လေးကတော့ကျွန်တော်ရင်းနှီးမြှုပ်နှံမှုရှေ့အောင်စီးမြင်းများပေါ့အဲ့တော့ဒီစောလေးကတော့ကျွန်တော်တို့ဒီအခန်း9ခန်းနဲ့ကျွန်တော်ဖွဲ့စည်းတည်ဆောက်ထားပါတယ် အခန်းတစ်မှာတော့ကျွန်တော်ရင်းနှီးမြှုပ်နှံမှုရှူရောင်စီးနင်းများပေါ့เนาะစီးနင်းကတော့5ချက်ရှိပါတော့เนาะအခန်းနှစ်မှာတော့ဒီ store တစ်ခုရဲ့တောင်ပေါ်အကဲဖြတ်ခြင်းအခန်းသုံးမှာတော့ common နဲ့လုပ်ငန်းတစ်ခုဖြစ်ရန်လိုအပ်တဲ့အချက်များအခန်းလေးမှာတော့ရင်းနှီးမြှုပ်နှံမဲ့ store များကိုရှာဖွေခြင်းအခန်းငါးမှာတော့မန္တလေးဘာသာစကားများကိုနားလည်စေရန်တင်ယူခြင်းပေါ့အခန်းချုပ်မှာတော့ဒီရင်းနှီးမြှုပ်နှံမှု sense check နဲ့အခန်းခုမှာတော့ပဂရိတံပိုးပေါ့နော် intrinsic value sorry ခန်းနေကျွန်တော်ပါဝင်ဖွဲ့စည်းထားပါတယ်ဒီစာအုပ်ကတော့ကျွန်တော်တို့ young investor society ပေါ့နော်အဲ့ဒီကနေပြီးတော့ပြုစုတဲ့စာအုပ်ဖြစ်ပါတယ်အဲ့ဒီစာအုပ်ကိုအခြေခံပြီးတော့ဒီစာအုပ်ထဲမှာပါတဲ့ဒီကဘာကျော်ယင်းနည်းမြုံနာမှု guru ကြီးပေါ့နော် Warren Buffett ရဲ့ဒီ stock ယင်းနည်းမြုံမှာ stock ယင်းနည်းမြုံနာမှုမှာတဆင့်ဒီချမ်းသာကျော်ဝတ်မှုကျွန်တော်ရရှိခဲ့တဲ့နည်းစနစ်တွေကိုကျွန်တော်အခြေခံပြီးတော့ညှိတာရဖြစ်ပါတယ်ဒီ Warren Buffett ချမှတ်ခဲ့တဲ့ဒီရွှေရောင်စည်းမျဉ်း ုနှစ်ချက်ဆိုတာလည်းကျွန်တော်အချင်းချုပ်လေးတင်ပြလိုပါတယ်အဲ့တော့ဒီစီမင်းခုနှစ်ချက်ကတော့ဒီ stock ရင်းနှီးမြှုပ်နှံမှုကနေပြီးတော့ချမ်းသာကြောမှုဖြစ်နေတဲ့ဒီစီမင်းတွေပေါ့နော်အားတွေကဒါသူ့ရဲ့အတွေ့အကြုံအရသူကဒီစီမင်းခုနှစ်ချက်ချမှတ်ထားပါစနံပါတ်1ကတော့အာရေရှည်ကိုစဉ်းစားပါပေါ့နော်ဒီ stock ကိုရင်းနှီးမြှုပ်နှံတဲ့အခါမှာဒီအချင်းအတော်ကြာကန်ဆောင်ထားပြီးတော့ stock ဈေးနှုန်းတွေဟာဒီနေ့စဉ်သို့မဟုတ်ပေါ့နော်ဒီ average ပေါ့ဒီဒီကျွန်တော်တို့ဒီ monthly ပေါ့ ဒီတစ်လပြန်ပြန် average ဒါမှမဟုတ်လေဒီနှစ်လပြန်ပြန် average ဒီ average တွေတဲ့ဒီကြော်အောင်သူကစောင့်ကြည့်တာပေါ့စောင့်ကြည့်ပြီးလို့ဒီကြော်တဲ့အချိန်ကျမှသူကဈေးကွက်ထမှာပြန်ပြီးတော့ဒီရောင်းထုတ်တာပေါ့နော်ဈေးကွက်ကိုအတားစီးယူတဲ့ list နဲ့ပေါ့နော်အဲ့ဒါဒါစီမင်းတက်ပါအဲ့တော့စီမင်းနဲ့ကတော့ကျွန်တော်တို့ကောင်းမွန်တဲ့ company တွေများယင်းနှောင်နာတာဖြစ်ပါတယ်အဲ့တော့အကြီးအသေးမြင့်တဲ့ company တွေမှာကျွန်တော်ဒီကြိုးကြောင်းစီလျော်တဲ့ဒီဈေးနဲ့ဝယ်ရရှိထားမယ်ဆိုရင်ဒီ stock တွေအားဒီ ီရေရှည်မှာကျွန်တော်တို့ဒီဆုံးရှုံးနိုင်ရင်နေပြီးတော့အကျိုးမြတ်တွေရမယ်ဆိုတော့ဒါစီမင်းပေါ့နော်နော်အစီမင်းတုံးကတော့ကျွန်တော်လုံခြုံမှုအတိုင်းအတာတစ်ခုအတွင်းမှာပဲဝယ်ယူပါပေါ့နော်ဒီဒီကိုယ့်ရဲ့ safe side ရဲ့သဘောပေါ့နော်ဒီလုပ်ငန်းတစ်ခုရဲ့ဒီရှင်းလက်တံပိုးတဲ့နဲတဲ့ဈေးနှုန်းတဲ့ဝယ်ယူခြင်းအတာသူရဲ့လုံခြုံမှုအတိုင်းအတာတစ်ခုအတွင်းမှာဝယ်ယူရင်းနှီးမြှုပ်နှံတယ်ဆိုတော့ပြောတာဖြစ်ပါတယ်နော်စီမင်းလေးကတော့ကျွန်တော်အင်ဇာလောက်ရမယ်ပေါ့နော်ဒီ stock ကိုရင်းနှီးမြှုပ်နှံခြင်းအင်ဇာ homework တွေ လောရမယ်ကိုဒီကြိုက်နေတဲ့ဟို focus ထားတဲ့ဒီ store တခုကိုဒီကြိုက်ပြီဆိုရင်အဲ့ company ကြောင့်ကျွန်တော်တို့ချီချီမြင့်မြင့်ပေါ့နော်မျက်စိတစ်ချုံမျက်စိတစ်စုံလေ့လာရမှာဆိုတော့ဒါအကြောင်းရေးထားတာဖြစ်ပါတယ်တော့စီမင်းကတော့လူအုပ်လောက်မလိုက်ပါနဲ့ပေါ့နော်လူအုပ်နောက်ကိုမလိုက်ပါနဲ့တည်ငြိမ်ပြီးတော့စင်ကြယ်လုံးတရားရှိပါဆိုတဲ့ဟာကိုရေးထားတာဖြစ်ပါတယ်ဒီလူအများစုကတော့ဒီ store ရင်းနှီးမြှုပ်နှံတဲ့ခါမှာအခြားသူတွေကဝင်လိုက်ဝယ်တယ်ပေါ့ เนาะအခြားသူကရောင်းရင်လက်ရောင်းတယ်ပေါ့ follow the crowd လို့ခေါ်တယ်အဲ့ဒါ store ဈေးကမှဒါဒါမှားယွင်းတဲ့နီးစနစ်ပေါ့เนาะဒီစနစ်ကဒါရောင်းပြန်ရလာထွက်ပေါ်စေတဲ့နီးစနစ်ဖြစ်တယ်အကောင်းဆုံးဒီရင်းနှီးမြှုပ်နှံတဲ့သူတွေပေါ့เนาะဒီ investor တွေကတော့ good investor တွေတော့ဒီလိုအခြေအနေမျိုးမှာသူကဒီလူတွေရဲ့စိတ်ထဲမှာဒါပြင်းပြတဲ့ခံစားမှုတွေဖြစ်နေတော့ပေါ့အဲ့ဒီအချိန်မှာသူကအဲ့ဒါကို common ဆိုတာတွန်းလာနိုင်ပြီးတော့အဲ့လိုဖြစ်နေတဲ့အခြေအနေကိုသူက ဘေးကနေစောင့်ရည်ရယ်ဆိုတော့အနေထားလို့ပြောတာဖြစ်ပါတယ်အဓိကကတော့အများလုံးတိုင်းလိုင်းမလို့ပါနဲ့ပေါ့နော်နောက်စီမင်း6ကတော့ကျဲဥအလုံးကိုအချင်းတစ်ခုထဲမှာမထည့်ပါနဲ့ပေါ့ဒါအပြင်ချင်းအများကြီးပါနဲ့မထည့်ပါနဲ့ပေါ့နော်အဲ့တော့ဒါကိုယ့်ရဲ့ investment ကို diversify လုပ်ရမယ်ဒါပေမဲ့အများကြီးလဲသွားပြီးတော့လက်လက်မမီတဲ့အကိုလိုက်ပြီးတော့လည်း diversify မလုပ်နဲ့လက်လက်မီတော့ပဲ diversify လုပ်ပါလို့ပြောတာနောက်တစ်ခုကတော့ဒီလေလာတည်တည်ယူခြင်းကိုဘယ်တော့မှမရနာပါနဲ့ အမြဲတမ်းဒါလေ့လာသင်ယူနေရမယ် stop တယ်မဟုတ်ပါဘူးအခြားသောကိုဒီ professional နဲ့ပတ်သက်တဲ့လုပ်ငန်းတွေအားလုံးကဒါအမြဲတမ်းလေ့လာသင်ယူနေရမယ်လို့ဒါဒီ Mr. Warren Buffett ကသူ့ရဲ့ဒီရင်းနှီးမြှုပ်နှံမှုအတွေ့အကြုံကနေပြီးတော့ဒါသူရရှိလာတဲ့ဟာကိုရွှေရောင်စင်းမြင်းခုနှစ်ချက်အနေနဲ့ဒါပေါ်ပြထားအဖြစ်ပါဟုတ်ကဲ့ MNC ဝစားဖို့ကောင်းပါတယ်အဲ့တော့ကျွန်တော်တို့သေးစိတ်လေးနည်းနည်းလေးပြောမယ်ဟိုကျွန်တော်တို့ဒီစောင်းရဲ့ ီအစောပိုင်းမှာလည်းပြောထားတယ်ဆိုတော့ကျွန်တော်တို့ဒီ stock သဆောင်ကဒီအလားအလာကောင်းမကောင်းကျွန်တော်တို့ဘယ်လိုမျိုးစတဲ့ gap တောင်းလဲဗောညအဲ့တော့ဆရာဟိုကျွန်တော်တို့အဓိကဟိုစတဲ့အခါမှာအဓိက review ရမယ်ဆက်တယ်နော်ပါပါရင်းချက်မဆက်နေလို့ဟုတ်အဲ့တော့ကျွန်တော်တို့ဒီ company တစ်ခုမှဒီအခြားသူတွေအတူယူလို့မရတဲ့ခုခြားတဲ့ဒီစွမ်းရည်နဲ့ပြည့်ဝနေတဲ့ company ဆိုရင်ဒါကောင်းမွန်တဲ့ company လို့ကျွန်တော်တုံ့တက်လို့ရတာပေါ့နော် ဒီဒီရင်းရင်းနှီးမြှုပ်နှံတဲ့ဂူဂူကြီးပေါ့နော်ကျွန်တော်တို့ကဂူဂူကြီးလို့ခေါ်တော့ဒီ Warren Buffett ကတော့ဒါကိုသူက economic moat လို့ခေါ်တယ်ဒီကျွန်တော်ဒီရှေးခေတ်အလယ်ခေတ်ဒီမှာဆိုရင်သူရဲရိုက်တွေတိဆောက်ထားတယ်နော်အဲဒီရဲရိုက်တွေထဲမှာဒါတက်ဆိုင်ရဒီသူတို့ပုံပေါ်လေးသူတို့ဒုံကျော်အောင်သူတို့နေကြတယ်ပေါ့အတိအကတော့သူတို့လွယ်တကူဝင်တိုက်လို့မရအောင်ရဲဒီ moat တော့ဂျုံတော့ဒီ castle တော့အစရှိတဲ့အားတွေကျွန်တော် တိဆောက်ပြီးတော့အကာအကွယ်ယူထားတယ်အဲ့တော့ပဲကျွန်တော်ဒီဘက်ဈေးကွက်ထဲမှာသူက economic mode ဆိုပြီးတော့တင်စားပြီးတော့ဒါဒီဈေးကွက်ထဲမှာဒီထူးခြားတဲ့ကုမ္ပဏီတွေဟာဘယ်လိုကုမ္ပဏီတွေဖြစ်တယ်ဆိုတော့သူကတခါထပ်ပြီးတော့ဒီဖော်ပြထားတယ်ဒါလည်းတော်လေးစိတ်ဝင်စားဖို့ကောင်းပါတယ်နော် economic mode ဆိုတဲ့ဒီကျွန်တော်စီးပွားရေးအရန်အတားပေါ့နော်စီးပွားရေးဘက်မှာသူကအရန်အတားပေါ့နော်အဲ့အရန်အတားဒီ Mr. Warren Buffett ရဲ့သူတွေးရှိချက်မှာတော့သူကဒီအရန်အတား၄ခုရှိတယ်လို့ကျွန်တော်ပြောပါတယ် နံပါတ်1 economic moat ကတော့ဒါ intangible asset เนาะထိတွေ့ကင်တော်ရေးမရနိုင်တဲ့ဒါ assets တွေပေါ့ဒီ company တစ်ခုမှာကျွန်တော်ထိတွေ့ကင်တော်ရေးမရနိုင်တဲ့ assets လို့ခေါ်တဲ့ဒီကိုယ်အမှတ်တစိတ်တို့မူပိုင်ခွင့်တို့เนาะနောက်အခြားသော company တွေအလွယ်တကူဝင်ရောက်ပြီးတော့မရရှိနိုင်တဲ့ဒီကုန်စည်နဲ့ဝန်ဆောင်မှုဥပဒေရပေးရထားတဲ့ license အစရှိတဲ့ဟာတွေဒါရှိနေတယ်ဆိုရင်ဒီ company ကသူများတဲ့ဒါတာလွန်တဲ့ ကုမ္ပဏီပေါ့နော်ဥပမာသူရဲ့ brand name ကအရန်ကိုကောင်းနေတယ်ပေါ့နော်သူများတွေအလွယ်ကူလိုက်တုလို့မရဘူးပေါ့နော်ဒါကသူရဲ့ဒီဒီဟိုပါပေါ့ဟိုမူပိုင်ခွင့်ရထားတာပေါ့နော်မူပိုင်ခွင့်ရထားဒီ business တစ်ခုသူတယောက်တည်းမူပိုင်ခွင့်ရထားတယ်အခြားသူကသူ့လိုငောင်းလိုက်လို့ပို့10နှစ်တောင်လွယ်ဘူးပေါ့အဲ့လိုအဲကုမ္ပဏီမျိုးဆိုတော့ဒါ economic mode ပေါင်းပုံနဲ့ကုမ္ပဏီသူက အဲတုံးတတ်တာပေါ့ဒီလိုကုမ္ပဏီမျိုးဆိုရင်သူကဝယ်ခိုင်းတော့เนาะအဲ့လိုဟာမျိုးထူခြားတဲ့ငကာရတရှင်ဒီကုမ္ပဏီကဝယ်ရင်းနှီးမျိုးနော်မှာရဲရဲတင်းတင်းဝယ်ယူပါဆိုတော့ဟောကျွန်တော်တို့ဆိုလိုခြင်းပဲဖြစ်ပါတယ်။တရားရစာအောင်မှာပြောထားတဲ့ဟာနောက်တစ်ခုကကျွန်တော်တို့ကဒီ value investor ပေါ့နော်ကျွန်တော်တို့မှတ်သားသားရှင်းရတဲ့ဟာတစ်ခုအဲ့တော့ value investor ဆိုတာဘယ်လိုမျိုးခေါ်တာလဲကျွန်တော်တို့ဒီ value investor ဖြစ်ဖို့ဘယ်လိုချက်တွေရှိနေဖို့လိုလဲဆရာဟုတ် value investor ဆိုတဲ့သဘောကတော့ကျွန်တော်အမှန်ရှိတဲ့တန်ဖိုးရဲ့အောက်မှာရှိနေတဲ့ stock တွေကို ဝယ်ယူရင်းနှီးမြှုပ်နှံတာကို value investor လို့ခေါ်ပါအဲကျွန်တော်တို့ဒီဟိုပါဥပမာပေးရမယ်ဆိုတော့10ဒေါ်လာကျွန်တော်တို့ဒီ10ဒေါ်လာ notes တစ်ခုကျွန်တော်5ဒေါ်လာနဲ့ရအောင်ဝယ်တာဒါ value investment မှာအဲ့တော့10ဒေါ်လာဘယ်လိုက5ဒေါ်လာနဲ့ရအောင်မလဲဆိုတော့ stock ဈေးကွက်ထဲမှာကျတော့ investor တွေကထောင်နဲ့တောင်းနဲ့စိတ်မတူတဲ့ နော်စိတ်မတူတဲ့လူမျိုးစုံရှိနေတဲ့အတွက်10ဒေါ်လာကို9ဒေါ်လာနဲ့ခြာရောင်းတဲ့သူစတော့ဒီဘက်မှာရှိပါအဲ့ဒါတကောက်ယူပြီးတော့ဒီ10ဒေါ်လာတန်တန်ကို9ဒေါ်လာနဲ့လိုက်ပြီးတော့ရှာနိုင်တဲ့သူကဒါ value investor ပါနော်အဲ့အဲ့တော့အဓိကအရင်တော့ကုမ္ပဏီရဲ့ရှင်းစွဲတန်ဖိုးပေါ့နော် intrinsic value လို့ခေါ်ပါတယ်ကျွန်တော်တို့ဒါပုံသင်နည်းနဲ့တွက်ကြည့်ရင်ရပါတယ်ဒီ intrinsic value ရဲ့အောက်မှာရှိနေတဲ့ share တွေကိုလိုက်ရှာပြီးတော့အဲ့အရာတွေကိုကျွန်တော်ကဝယ်ပြီးတော့ ကျွန်တော်ကကန်ဆောင်ထားတာကိုကျွန်တော်ကဒါ value investing လုပ်တယ်လို့ခေါ်ပါတယ်အဲ့တော့သူတို့တွေကဘယ်အချိန်မှာပြန်ထွက်လဲဆိုတော့ market က correction လုပ်တာတော့เนาะဒီခုနပြောတဲ့ဈေးကွက်မှာပဲတခါခုန10ဒေါ်လာနဲ့ notes တစ်ခု15ဒေါ်လာနဲ့ပေးဝယ်တဲ့လူတွေတခါဈေးကွက်မှာထပ်ပေါ်လာတဲ့အချိန်မှာအဲ့အချိန်မှာရောင်းထုတ်တာเนาะရောင်းထုတ်တဲ့အခါမှာဒါ value investing ဆိုတဲ့အတိုင်းပဲသူ့ရဲ့ဒီအကျိုးများကအများကြီးရတော့ store ဈေးကွက်ဆိုတာသူက store ရဲ့ဒီ friend ပေါ့เนาะတုတ်ချားတဲ့ဒီ movement ကဆိုရေလိုင်းလို့တော့เนาะရေလိုင်းလို့တော့ဆိုတော့ကျွန်တော်တို့ကဒီ company ကကောင်းမွန်တဲ့ company လည်းဖြစ်နေတယ်အဲ့တော့ version ဆောင်ဆိုရေလိုင်းဟုတ်အောက်ကိုရောက်တဲ့ချိန်ဆောင်ရတော့ပေါ့เนาะဆောင်ပြီးတော့အချိန်မှာရောက်အောင်ဝယ်ရတယ်ဝယ်ပြီးရင်သူကရေလိုင်းကိုအပေါ်တက်တဲ့ချိန်မှာသူကပြန်ထုတ်ရောင်းတော့เนาะအဲ့လို strategy နဲ့ရင်းနှီးမြှုပ်နှံနဲ့ဒါရင်းနှီးမြှုပ်နှံမှုမျိုးဒါ value investing လို့ခေါ်တာဖြစ်ပါတယ်အဲ့တော့ဒီ investor တွေကမျိုးစုံရှိတာပေါ့เนาะအဲ့တော့သူတို့ကဘာကိုကြည့်လဲဆိုတော့ဟို ဒီ total မှုနှုန်းပေါ့နော် group ပေါ့နှစ်စဉ် total မှုနှုန်းဘယ်လောက်ရှိလဲဆိုတော့ကြည့်တယ်နော် company ရဲ့အမြတ် margin ဘယ်လောက်ရှိနေလို့လဲဆိုတော့ကြည့်တာပေါ့နော်ဒါကတော့ဒါဒီ investor တချို့ပေါ့ဒါ not investor တော့ခုနကကျွန်တော်ပြောတဲ့ value investor ပေါ့ value investor တော့ခုနကသူက company ကိုသူတည်တနာစနစ်တကျလုပ်တယ်ပြီးရင်အဲ့ company ကဘယ်လောက်တန်းလဲဆိုတော့မှတ်ထားတယ်မှတ်ထားပြီးရင်အဲ့အောက်မှာပဲ company အဲ့ company ကအောက်ကိုခုနပြောတဲ့ intrinsic value အောက်ကိုဘယ်လောက်ထိရောက်သွားလဲဆိုတော့တို့သူ့ဒေသနာလောက်ပြီးတော့စောင့်ကြည့်နေတယ်။အောက်ရောက်ပြီဆိုတဲ့အချိန်မှာသူကပတ်ဝဲပတ်ဝဲတယ်၊ကင်ထားတယ်။အဲပြီးရင်ကျွန်တော်တက်တဲ့အချိန်မှာပြန်ရောက်နေပေါ့နော်။အဲ့လိုစောင့်အချင်းမျိုးတော့ဒါကျွန်တော်က value investing လို့ခေါ်ပါတယ်။ဟုတ်ကဲ့ဟုတ်ကဲ့ပြည်ပြီးမှတင်ပါဘူး။ဟိုအဲ့တော့ကျွန်တော်တို့ဒီမှာလဲမြန်မာပြည်မှာလဲကျွန်တော်တို့ဒီ investment နဲ့ပတ်သက်ပြီးဒီအဓိကတော့ကျွန်တော် stock နဲ့ပတ်သက်လို့စိတ်ဝင်စားကြတဲ့သူတွေလည်းရှိတယ်ပေါ့နော်အဲ့တော့မြန်မာပြည်မှာဒီ stock investment နဲ့ပတ်သက်လို့ဘယ်လိုအခွင့်အလမ်းတွေရှိနေလဲဘယ်လိုလုပ်လို့ရလဲနောက်တစ်ခုကကျွန်တော်တို့အဲကိုယ့်ရဲ့ဒီအနာဂတ်ဒီ financial planning အတွက်ကလူတယောက်ဆိုတော့ပေါ့လေမိသားစုတစ်စုအတွက်ပဲဖြစ်ဖြစ်ဒီ stock investment ကဟိုဘယ်လောက်ထိကျွန်တော်တို့အရေးပါတယ်ပေါ့အဲ့ဒါလေးပြောပြအဲ့တော့ကျွန်တော်တို့ဒီ stock ယင်းနှောင်းဟိုအဓိကတော့ယင်းနှောင်းနာမှုပေါ့နော်ကျွန်တော်ဒီစာအုပ်ကလည်းဒါ investment ကိုပြောတာပဲ stock တင်မဟုတ်ဘူးအခြားဟာတွေလည်းအကျုံးဝင်တာပေါ့နော်အဲ့တော့ဘယ်လို access တွေပဲအဲဝယ်ရဝင်ရောက်ယင်းနှောင်းနာညှို့နာပေါ့အဓိကတော့ကိုယ့်ရဲ့ wealth ကို create လုပ်တာပေါ့ကိုယ့်ရဲ့ချမ်းသာကြွယ်ဝမှုကိုယ့်ရဲ့ပိုင်ဆိုင်မှုကိုသူတူတဲ့ဒီကြီးပွားလောင် wealth creation လုပ်တာပေါ့အဲ့တော့ဒီ wealth creation လုပ်ဖို့ကကျွန်တော် financial planning ဆိုတာ လိုတာပေါ့နော်ဒီကိုယ့်ရဲ့ဒီဘန္ဒအဲ့ဒီစနစ်ကိုဘယ်လိုကောင်းမွန်စီမံခန့်ခွဲမလဲဆိုတော့လိုတာပေါ့နော်အတိအကျပြန်တော့အနာဂတ်ကာလမှာအကျိုးမြတ်တွေကောင်းဖို့အတွက်ဘယ်လိုစောင့်ရမလဲဆိုတော့အတိအကျအပြင်တော့ဒီကိုယ့်စီမံရှိတဲ့ရင်းနှီးမြှုပ်နှံမှုရင်းနှီးမြှုပ်နှံခြင်းနဲ့ငွေတရက်ကိုကျွန်တော်တို့ကဒီ diversification လို့ခေါ်တဲ့ပတ်ကျန်းစိတ်ပြရင်းနှီးမြှုပ်နှံတဲ့နေ့စနစ်ကိုကျင့်သုံးခြင်းပဲဖြစ်ပါတယ်နော်အဲ့တော့ဟိုပိုင်ဆိုင်တဲ့ ဒီငွေကြေးကိုရင်းနှီးမြှုပ်နှံမှုအစုပေါ့နော် portfolio ဒီ portfolio ဘယ်လိုတည်ဆောက်မလဲပေါ့နော်အဲ့လိုဘယ်လိုတည်ဆောက်မလဲဆိုတာကျွန်တော်အရေးကြီးပါတယ်ဥပမာဒီကိုယ့်ရဲ့ဒီ portfolio ရဲ့မှာပေါ့နော်ကျွန်တော်ဒီပုံသွေး face income ပုံသွေးအတိုးရတဲ့ bond တွေရှိတယ်ပေါ့နော် bond တွေရှိမယ်အရွှေရှိမယ်ပေါ့နော်ရင်းနှီးမြှုပ်နှံလို့ရတယ်ရွှေရှိမယ်ကိုယ်တိုင်ရတနာတွေရှိမယ်အိမ်ချမ်းမြေနဲ့ပတ်သက်တာတွေရှိမယ် ဒါမှအထားလည်းတချို့တဝက်ရှိမယ်ပေါ့နော်အဲ stock တွေရင်းနှီးမြှုပ်နှံတာရှိမယ်အဲ့တော့ဒီဒီ portfolio ဒီဆောက်တဲ့ခါမှာကျွန်တော်က risk ကလည်းအမျိုးမျိုးရှိတယ် return ကလည်းအမျိုးမျိုးရှိတယ်အဲ့တော့ဒီ risk နဲ့ return ကိုဘယ်လို balance လုပ်အောင် balance balance အောင်လုပ်ပြီးတော့ကျွန်တော်တို့ကဒီရင်းနှီးမြှုပ်နှံမလဲဆိုတော့စဉ်းစားဖို့လိုတယ်အဲ့တော့ဒီ portfolio ဒီ portfolio ရဲ့မှာဟိုဝင်ဟိုပါတော့ဒီရတဲ့နှုန်းကလည်းနည်းတယ် risk ကလည်း နည်းတယ်ပေါ့နော်။ तू က risk ကိုလုံးဝမလိုချင်တဲ့ပုံကိုပြစ်တဲ့အတွက် risk မျိုးရင်တဲ့ခါကျတော့ပုံသေးဝင်ဝင်ရတဲ့ဟာတွေပဲကျွန်တော်ကရင်းနှီးမြှုပ်နှံထားတယ်။ဘာအနေမှာပဲအများစုအားထားဆိုတော့သူ့ရဲ့အနာဂတ်ရောတန်းကတော့နည်းမှာဖြစ်တယ်။အဲ့တော့အရင်ကြီး risk ညားပြီးတော့ return ကလည်းတစ်ဖက်မှာအရင်ကောင်းတဲ့ဟာကြီးကိုပဲအများစုဝယ်ထားတယ်။တစ်ချိန်မှာအဲ့ကောင်ပြိုလဲဝရင်ရှင်းတဲ့ဟာအားလုံးပါသွားမှာပေါ့နော်။ခုနကကျွန်တော်ပြောခဲ့တဲ့ရှင်းမှာပြောခဲ့တဲ့ဒီကျဲဥတွေအားလုံးကို ရှင်းတော်တော်နဲ့ပူရဲစုမထက်ပါနဲ့ဆိုရဲသာသကလို့ပါเนาะအဲ့တော့ဒီ diversify လုပ်ထပ်ဖို့အရေးကြီးတယ်နောက်တစ်ခါ risk နဲ့ return balance ပြအောင်လုပ်ထပ်ဖို့လည်းအရေးကြီးတယ်နောက်ကို risk tolerance လို့ခေါ်တယ်ဒီ risk တောင်ဘယ်လောက်ထိယူမလဲဆိုရဲအပေါ်လဲမူတည်အဲ့ဒီအားလုံးကိုကျွန်တော်တို့ကဒီ balance ပြအောင်လုပ်ပြီးတော့ကိုယ့်ရဲ့ဒီ portfolio ကြီးကိုအာတိဆောက်သွားမှာဆိုရင်အနာဂတ်မှာဒီပုံကောချမ်းသာကြွားပြီးတော့ကိုယ်ငွေအခုလို မှားလို့တက်ကြနေပြီးတော့ TV ဆိုဆိုနဲ့ဖိတာပြီးတဲ့ဆရာကိုကျေးဇူးများတယ်ပါဟုတ်ကဲ့ကျွန်တော်လည်းကျွန်တော်စာအုပ်ကိုထုတ်ဝေပေးတဲ့ကိုရင်းစုံနဲ့ကြာပေလန်းအဖွဲ့ပေါ့နော်အားလုံးကိုကျွန်တော်ထူဝဲကျေးဇူးတင်ရှိပါတယ်